ကဘာဗလာဝင်ခွင့်နဲ့ဟလိုင်းရဲ့အမကန်ဆန်းဆောင်ယူများဒီဟာဒီကိုသွင်းကြတဲ့တိုက်စစ်မှုတွေကိုပြောပါဆိုရင်ဘာယာမြူနစ်ကအင်္ဂလန်တိုက်စစ်မှုဟာရီကိန်းရီယယ်မက်ဒရစ်ကပြင်သစ်တိုက်စစ်မှုအမ်ဘာပေနဲ့မန်စတီးကနော်ဝေးတိုက်စစ်မှုအလင်းဟာလန်ဆိုပြီးတွေ့ရမှာပါတိုက်စစ်မှုသုံးရောက်လုံးဟာဒီနှစ်ထဲမှာကလပ်အသင်းနဲ့နိုင်ငံအသင်းတွေကိုသူတို့ရဲ့ twin goal တွေနဲ့ဆွေးတင်နိုင်ခဲ့ကြသူတွေဖြစ်ပါတယ်အပြင်မဲ့အလင်းဟာလန်ကတော့အခြားဘက်တိုက်စစ်မှုတွေထပ်မဆိုးပိုပြီးချီးကျူးကုန်ပြုမှုနဲ့ထိုက်တန်တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်လို့နေခဲ့ပါတယ်ကလပ်အသင်းအတွက် twin goal ကိုခဏမိထားကြမယ်ဆိုရင်တော့ ာလန်ဟာနိုဝေအတွက်ကမ္ဘာဖလားချေစပွဲတွင်တွင်96ကိုအထိတွင်ယူပေးခဲ့ပြီးဒါဟာဒီနှစ်တကမ္ဘာလုံးမှာပဲတိုက်စစ်မှုထမ်းဆိုကောင်းတလုံးပူတာတဲ့တွင်ကိုရေးအတွက်ဖြစ်ပါတယ်သူရဲ့ဒီလိုတွင်ကိုတွေကြောင့်တော့ဝေတင်းဟာလည်းသူတို့ရဲ့တမိုင်းတခြားသရုပ်ထချင်းမြောက်ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့ပြီး2000နှစ်ယူရိုပြိုင်ပွဲနောက်ပိုင်းပထမဆုံးကျင်ကမ္ဘာအဆင့်ပြိုင်ပွဲကိုဝင်ရောက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်နော်ဝေမှာတော့ဟာလန်ဟာတမိုင်းတခြားအကောင်းဆုံးစားသမားတစ်ယောက်ဖြစ်နေပြီဆိုရင်လွန်မယ်မထင်ပါဘူးလူကြီးရေငါးတန်းလောက်သာရှိတဲ့နော်ဝေမှာဟာလန်မတိုင်ခင်ကိုသွင်းများဆုံးသွင်းတဲ့ကစားသမားကတော့ဂျော်ဂျင်ဂျူဗင်ဖြစ်ပြီးတွင်ကို 933ကိုသွင်းယူခဲ့တာပါ။ဒီဆန်ချင်းကဟာလမ်မတိုင်ခင်ရာစုနှစ်တခုနီးပါးဖြစ်တဲ့နှစ်ပေါင်း90ကျော်အထိကြာမြင့်ခဲ့ပြီးဘယ်ကစားသမားမှလက်မမီနိုင်တဲ့ဆန်ချင်းတစ်ခုကိုဟာလမ်ကအလွေတကူကျော်ဖြတ်ရုံမကနိုင်ငံအတွက်48ပွဲကစားပြီး55ဂိုးအထိသွင်းယူပေးခဲ့တာကြောင့်ဟာလမ်ရဲ့ဆန်ချင်းဟာနော်ဝေမှာနောက်ထပ်ရာစုနှစ်တခုစာဆန်ချင်းဖြစ်လာနိုင်မဲ့ဆန်ချင်းတစ်တခုလူတော်ဆွေးရမှာဖြစ်ပါတယ်။ဒီလိုပွဲ90မပြည့်ခင်သွင်းကုန်90ပြုဖို့ဆိုတာအခြားကစားသမားတွေအတွက်ခက်ခဲလွန်းပေမဲ့ဟာလမ်အတွက်ကတော့တွေ့ကူလွန်းပြီးမန်စီးတီးအတွက်ပရီးမီးယားလိပွဲ48ပွဲမှာတွင်သွင်းယူခဲ့ပါတယ်။ချန်ပီယံလိမှာလည်း ည်း49ပွဲတာကစားရသေးချိန်မှာတွင်ကို50ပြင်းနေပြီးသားဖြစ်နေခဲ့ပါတယ်။ဒါ့အပြင်ဟာလန်တယောက်နော်ဝေသွင်းအတွက်အကူမသွင်းနိုင်ခဲ့တဲ့ပွဲဟာတနည်းကျော်လောက်တောင်ကြာသွားခဲ့ပြီဖြစ်ပါတယ်။နော်ဝေဆိုတာကတော့ဥရောပမှာတင်းငယ်လေးတည်တင်းသာဖြစ်ခဲ့ပြီးဟာလန်မတိုင်ခင်1938 1944 1998 19တွေမှာဒါကမ္ဘာဖလားခြေစစ်ပွဲအောင်ခဲ့ပူတာပါ။2009ကတကြိမ်ယူရိုခြေစစ်ပွဲအောင်မြင်ပူပြီးဒါဟာနော်ဝေသွင်းရဲ့တမိုင်းတစ်လျှောက်အောင်မြင်ဆုံးခုနှစ်တွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်းဟာလန်ကတစ်ချိန်လုံးကအခုလိုပြောခဲ့ပူပါတယ်။ကျွန်တော်တို့အသင်းအတွက်ကမ္ဘာဖလားချန်ပီယံဖြစ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ကျွန်တော်တို့ ေနဲ့ကပဖလားခြေစပွဲအောင်မြင်ရင်ကိုအတင်းကြီးတွေကပဖလားရတယ်လို့အောင်ပွဲခံလို့ရပါပြီလို့ပြောခဲ့ပူပါတယ်။ဟာလန်တို့ကစားသမားတယောက်တည်းကပဖလားပုံခွင့်ရဖို့ဆိုတာရတောင်ရခဲ့အခွင့်အရေးမျိုးဖြစ်ပါတယ်။တချို့ကစားသမားတွေစေကျော်တဲ့ရွေလောင်းနဲ့ကပဖလားကင်မြောက်ခွင့်ရခဲ့တာတွေရှိပေမဲ့ဟာလန်တို့နိုင်ငံငယ်လေးကနေထူးချွန်လာတဲ့တမိပေါက်တယောက်ဖွားကစားသမားတွေဟာသူတို့သူဦးချင်းမှာအမြင့်ဆုံးအဆင့်ကိုရောက်နေခဲ့တဲ့အချိန် ကဘာဖလားမကန်ရတဲ့ကစားသမားတွေလည်းရှိခဲ့ပါတယ်။ဥပမာအနေနဲ့ဘလွန်ဒီအော်ရပြီးကဘာဖလားဆိုတာဖြူလာမဲလာမတဲကိုပဲတခါမှမကစားဘူးတဲ့ကစားသမား၃ယောက်ထိရှိခဲ့ပူပါတယ်။အဲ့ဒါကတော့မိုနာကို PSG, AC Milan, Chelsea စတဲ့အသင်းတွေမှာစုဖလားပေါင်းများစွာရခဲ့ဖူးတဲ့ George Quarter 1995ခုနှစ်ကဘလွန်ဒီယောရခဲ့ပေမဲ့သူ့ဘဝမှာကမ္ဘာဖလားတစ်ချိန်မှမကစားခဲ့ဘူးပါဘူး1968ခုနှစ်ဘလွန်ဒီယောဆုရှင်ဖြစ်တဲ့ United ရဲ့ကနဝင်ကစားသမား George Bertha လည်းကမ္ဘာဖလားတစ်ချိန်မှကစားခွင့်မရခဲ့ဘူးသူဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Real Madrid ရဲ့ကနဝင် Stefano ဟာလည်း Spain, Argentina, Colombia စတဲ့နိုင်ငံ၃နိုင်ငံအထိကိုစားပြုကစားခဲ့ပေမဲ့ကမ္ဘာဖလားတော့တစ်ချိန်မှမကစားခဲ့ဘူးသူဖြစ်ပါတယ်နောက်ထပ် Corabe, Ryan Giggs တို့လိုထိပ်တန်းကစားသမားတွေဟာလည်းက ဘာဗလာကိုပြိတက်ကြည့်စဉ်ကသာကြီးခွင့်ရသူတွေဖြစ်ပါတယ်။ဒါပေမဲ့ဟာလန်ကတော့ဒီလိုအဖြစ်မျိုးနဲ့လွေးချော်ခဲ့ပြီးကဘာဗလာကိုဝင်ရောက်ကစားခွင့်ရတော့မှာဖြစ်ပါတယ်။ဒါဟာအခြားကစားသမားတွေနဲ့မတူဘဲနော်ဝေးလိုတင်းငယ်အတွက်သပွဲနှုတ်ဂိုလုံးတွင်ဂိုးတွေနဲ့ကိုကံကြမ္မာကိုဖန်တီးခဲ့တဲ့ဟာလန်ရဲ့အောင်မြင်မှုတစ်ခုလို့ပြောရမှာဖြစ်ပါတယ်။